ိုးကောင်းပြီဗျာကျုံဒီအပါခက်ပြီအိုးလက်ခုလိုက်ခုကျွေးထားတယ်ကျုံစပါကြီးချမ်းအာဒီဂုတ်ကိုဆွဲကင်ထားလို့ဗျာထိုင်းဖိုက်တာနေနဲ့ဘာမှလုပ်လို့မရလိုက်ဗျာကဲအလုံးမင်္ဂလာပဲပြည့် JDS ချန်နယ်မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ one commission မှာနောက်ထပ်ပွဲစဉ်တစ်ပွဲကိုရှင်ပြိုင်ထိုးတက်တောင်းရဖို့ရှိနေတဲ့စူပါရီချမ်းရဲ့ပွဲစဉ်ကောင်းတဲ့ပွဲလေးကိုပရိသတ်တွေနဲ့အတူအဆအဆုံးကြည့်ရှုပေးတော်မှာဖြစ်ပါတယ် ။ Okay ဒါဆိုရင်ကျွန်တော်အခုပဲပွဲစဉ်လေးကိုကြည့်ကြရလိုက်အောင်ပါ။အခုကျွန်တော်တို့ကြည့်ရှုသွားမယ့်ပွဲစဉ်ကတော့ Super Yi Chen ရဲ့ One Championship ကပွဲဦးထွက်ပွဲစဉ်တစ်ပွဲလေးပဲဖြစ်ပါတယ်။ဒါတော့ဒီပွဲစဉ်ကိုတော့2024 August လ30ရက်နေ့1 Friday 577ဆိုတဲ့ကောင်းစဉ်အောင်မှာတာရှိမင်းထွက်သွားခဲ့တာပဲဖြစ်ပါတယ်။ အဲ့တော့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေထဲမှာဒီပွဲစဉ်လေးကိုမကြည့်ရသေးဘူးဆိုရင်ကျွန်တော်နဲ့အတူ live ပါကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်။အဲ့တော့ကျွန်တော် channel လေးကိုလည်းဒါ live and subscribe လေးမလုံရသေးတဲ့ပရိသတ်တွေရှုမယ်ဆိုရင် live and subscribe လေးနဲ့ up ဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်။အဲ့တော့ကျွန်တော်ပွဲစဉ်လေးကိုတွန်းလိုက်အောင်ပြ။အဲ့တော့ခုလက်ရှိကျွန်တော်မြင်တွေ့နေရတဲ့ fighter ကတော့ဒါ Tiger fighter တူဦးဖြစ်တဲ့ Su Tin ဖြစ်ပါတယ်။ ဲ့တော့ဒီဖိုက်တာဆိုရင်တော့အသက်29နှစ်ခွန်နေနေရှိပြီးအရက်ကတော့9ပြည့်နဲ့ရှင်းလက်မှာပါအဲ့တော့ဝမ်ချမ်ပီယံရှစ်မှာကတော့ဒါစပါယီချန်နယ်ရှင်ပဲတက်ထားခဲ့တဲ့ဝိဇင်တပွဲပင်ဒါရှင်ပင်ကိုတက်ထားရပြီပါလေအဲ့တော့ဒီဖိုက်တာကပြောမဆိုရင်တော့နည်းနည်းတော့ထူးဆန်းတယ်ဗျဒါဝမ်ချမ်ပီယံဘက်ကသူ့ကိုဒီနောက်ထပ်ဝိဇင်တပွဲကျွန်တော်တဲပြီးတော့မျိုးမတွေ့ရဘောနော်ဒါစပါယီချန်ကတော့မှဒါလက်ရှိအချိန်ကြီးဒါ၃ပွဲတော့မှဒါရှင်ပင်ကိုတက်ပြီးသွားပြီနော် အဲ့တော့ကျွန်တော်ရဲ့အမြင်အရကိုပြောမစုံတော့ဒီစုတင်ဆိုတဲ့ time fighter ရဲ့ဒီဆွမ်းဆောင်ကြီးအရလို့ပြောရမယ်ဗျဒီဆွမ်းဆောင်ကြီးကဒါဒီ one championship ဘက်ကဒီတိတ်ပြီးတော့မှဒါသဘောကျဖို့မရဘူးအဲ့တော့ကျွန်တော်အများကြီးမပြောတော့ဗျာဒါစုတင်နေနဲ့ဒါ super yi chan ပုံထွက်ပွဲမှာဒါဘယ်လိုမျိုးဆွမ်းဆောင်ပြခဲ့တယ်လဲကောနော်ဒါချစ်လိုက်ရအောင်ဒါပြင်ဒါ super yi chan ဟောဒါဆွမ်းဆောင်ရင်းနေထားဘူးလို့ရှိတယ်လဲကျွန်တော်အသက်ရွယ်အားဖြင့်ပြောမယ်ဆိုရင်တော့ သွား Super League ချင်းကဒါ20ပဲရှိသေးတယ်။အရက်ကတော့9ပြည်နဲ့9လမ်းမရှိဘူးเนาะအရက်ကတော့ဒါ Time Fighter ထပ်ပူတယ်။အဲ့တည်းရအတာချက်ရှိတယ်ဒါဝမ်ချင်မရှိမှာကတော့၃ပွဲထုတ်တက်ထားပြီးတော့မှဒီတပွဲပဲနိုင်ရရှိထားတယ်ပေါ့နော်နှစ်ပွဲကိုဒီတိုင်အဆုံးဖြတ်ပုံစံမျိုးနဲ့ရှုံးနေထားတယ်အဲ့တော့စူပါယီချန်ကဒါဝမ်ချင်မရှိ၃ပွဲစလုံးထုတ်တက်ထားတဲ့ပွဲတွေကိုကျွန်တော်အသေးစိတ်ကြည့်မယ်ဆိုပေါ့နော်အ၃ပွဲစလုံးမှာဒါဆွမ်းဆောင်ကြီးသူ့အနေနဲ့တပွဲထက်တပွဲကောင်းလာတာမျိုးတွေတွေ့ရတဲ့အပြင်ပုံမှာ ဒီတက်ပေါက်တွေရကျွန်တော်တော်တော်လေးတည်တက်ပြီးတော့မှလပလာတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီအတွဲချောင်းမှုလဲဒါဝမ်ချမ်ပီယံရှစ်ကသူ့ကိုဒီဝက်ဆက်တွေဆက်တိုက်ကျွန်တော်တည်ပြီးတာမျိုးတွေ့ရတယ်ပေါ့နော်ဒါရှုံးလင်းခဲ့တဲ့ပွဲစဉ်တွေရှိပြီးမြင်လဲအဲ့တော့စူပါယီချန်ကကျွန်တော်ဒီ1ရဲ့ပွဲဥထပ်ပွဲစဉ်မှာကနေရှိနေထူးတက်နေတဲ့အနေထားချိနေတယ်။အမှုမှန်ကောင်းတယ် ကဒီစုခင်ကကောင်းတာပတော်လေးမြင်လဲတာမခင်ရဘူးအမီကက်မှလည်းကျွန်တော်ကောင်းနေကြတာမတွေ့ရတယ်ဝန်ချမ်းမန်အဲ့တော့စူပါယီချန်တော့ဝမ်ချမ်ပီယံရှစ်မှာဒါလေထူနဲ့ရှုံးနေထားခဲ့တဲ့ပွဲစဉ်ဆိုတော့တပွဲမှမရှိပါသေးဘူးပေါ့နော်ကဲဒီချိလိုက်အောင်ပြဒီမှာပရိသတ်တွေရဲ့အားပေးတဲ့တော့လောကကျေကြီးပဲတွေ့နေရတယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ကျွန်တော် ဒါဂျင်းပါတဲ့အချိန်မှာကျွန်တော်နေလေဒါကွင်းတဲချီသွားပြီးတော့ဝင်ရောက်အပီးခဲ့တယ်ပေါ့နော်။အဲ့တော့တကယ့်ကိုကျွန်တော်ဒီမှာပိတ်သက်တွေဒါအများကြီးလာရောက်အပီးခဲ့တာမျိုးတွေ့ရတယ်။ကျွန်တော်ဒီဘွဲကိုပဲအဓိက focus ထားပြီးတော့မှဒါ command data အနေနဲ့တင်ဆက်ပေးသွားမယ်ပေါ့နော်ကျွန်တော်ဒီတခြားတော့အကြောင်းအရာတွေပြောမယ်ဆိုရင်ဒီ စကားတွေကတဖြည်းဖြည်းနဲ့ဒါပြောင်းပြောင်းနဲ့အာယုံမှတ်ပြီးအပြင်ဖက်ရောက်ပေါ်လာတာဆူတဲ့အတွက်ကြောင့်ပေါ့နော်ဟိုးဘယ်ချက်ကောင်းလဲခရစ်လို့ပြီးတော့တူတိုင်းတဲ့နေရာမှာတော့အာချိုင်းဖိုက်တာတွေတော်တော်များများရဲ့ဒါအာတာချက်တစ်ခုလို့ပြောလို့ရတယ်ဒီပြန်တိုင်ထားတဲ့ဗျ ူပါရီချန်ပြောမယ်ဆိုရင်တော့မြန်မာဖိုက်တာတွေတော်တော်များများထဲမှာဒီဖူဖူဝတ်ကောင်းတဲ့ဖိုက်တာတော်ဦးလို့ပြောလို့ရတယ်ဗျ Okay ပရမချီပြီးဆုံးသွားပါပြီအဲ့တော့ဒီပရမချီရဲ့စွမ်းဆောင်ရည်ရဆိုတော့ကျွန်တော်အနေနဲ့ဒီစူပါရီချန်စွမ်းဆောင်သွားခဲ့တဲ့စွမ်းဆောင်ရည်ကိုတော့သဘောကျမိတယ်ဗောနော်ဒီ chicken ချက်တွေကတော့ကျွန်တော်တိတ်ပြီးမှတ်ပေမဲ့ဒီ food walk ကောင်းကောင်းနဲ့ ဒီပေါင်းစင်ကောင်းကောင်းပုံစံမျိုးနဲ့ဒါကစားသွားနိုင်ခဲ့တာမျိုးတွေ့ရတယ်။အဲတော့ဒါတော့မှကျွန်တော်တို့ဒါဝိုင်းရဲ့ဒီပွဲဥထပွဲစဉ်ဖြစ်တဲ့အပြင်ကမှဒီပထမအဦးဆုံးသူ့အနေနဲ့ဒီမွေထိုင်းပွဲစဉ်ကျွန်တော်ထူးတက်ခဲ့ရတဲ့ပွဲဖြစ်တယ်ပေါ့နော်။ဒီပွဲကြောင့်မို့ဒါအတွေ့အကြုံရပြောမယ်ဆိုတော့ဒါစုတင်ခဲ့တာအများကြီးနိုင်နေတယ်လို့ပြောလို့ရတယ်။ round 2ဖြစ်ပါလေအဲ့တော့ဒီပရမချီမာတော့ဒီတပ်ပေါက်ရဆိုတော့ဒီ time fighter ကတပ်ပေါက်ဆိုနေမှုရှိတယ်ထိချက်ပိုင်းမှာလည်းတာခဲ့တယ်လို့ပြောလို့ရတယ်ဗျာစူပါရီချန်တော့ကျွန်တော်တိတ်ပြီးတော့မှဒါထိချက်တတာနဲ့ဒါအများကြီးလုတ်ခွင့်မရလိုက်ဘူး round 2ကိုကြည့်လိုက်အောင်ပါဘော်ဒီကေတပ်ပြီးဘော်ဒီကေပြန်ကန်ရတယ် 1 2ဝင်တော့ကောင်းတယ်။ဘယ်စုထင်ကလမ်းပြီးဖက်လိုက်တယ်ပေါ့နော်။အိုးကောင်းတယ်ဗျာကျွန်းဘောက်စင်နေနဲ့ကွန်ဘိုတွဲလုံးတွေစက်တိုက်ကျွန်းတို့ဘော်ဒီဘော်ဒီကိုအဓိကအုပ်တည်ပြီးတော့မှထိုးနှက်နေတာမြင်တွေ့ရတယ်။စုထင်ကပြောနည်းနည်းချိန်ပုံရတယ်ဗျာ။အဲ့တော့1 championship ကဒီလိုမျိုးပေါ့နော်ဖိုက်တာတယောက်အနေနဲ့ကျွန်တော် ဒီရေကြီးကြီးဒါမရှင်ပင်ခုတ်တက်ပင်နဲ့ဒီခုတ်ကက်ပြီးတော့မှဒီဖတ်ပြီးတော့မှဒါရှင်ပင်ခုတ်တက်တဲ့ fighter တွေတော်တော်များများတိတ်သဘောကျလိမ့်မရှိပါတော့။အိုးစတိုက်ဝင်ကျွန်တော် body ကိုထိုးထားပြီးတယ်ကောင်းနေပြန်အဲ့လိုကျွန်တော်ခင်းရှင်နေထားမှာဒါ super yi chan အနေနဲ့ body တွေကျွန်တော်အချက်ကြီးများများဒါထိုးနိုင်ခဲ့တာမျိုးတွေ့ရတယ်ကျုံပြကျွန်တော်က time fighter အရက်မောင်းနေမှမလိုက်ပါတော့ဒီအနောက်ကနေဖတ်နေတာမျိုးတွေ့ရတယ်ဟာကျူကိုဖတ်လိုက်တယ်ဗျာဒီလိုဖတ်ပြီးတော့မှကစားတဲ့ဖိုင်တာတွေတော်တော်များများဆိုရင်တော့ကျွန်တော်ဒီတစ်ခါကအလက်တီကိုအသားပြုတ်တော့ထိုးတဲ့ဖိုင်တာတွေတက်ဒါလောက်ရခံရတာခက်ခဲတယ်ဗျာစူပါရီချဲကစားပုံရဆိုတာလက်တီပေါ့စင်း တွဲလုံးလေးတွေကျွန်တော်တွင်ပြီးမှကစားလို့တွေးရတယ်ဒါမှဆူလို့ပြောလို့ရတယ်ဗျခင်းရှင်လေးထားမှာတူတိုက်ခံရတယ်တူတိုက်ခံရတယ်ဗျအဲ့တော့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေထဲမှာပေါ့နော်ဒီဝမ်ချမရှိတဲ့လူမျိုးခစ်ပူပူကြွားတဲ့ဖိုက်တာတွေကိုဒီအမတ်နှုတ်နာမျိုးရှိလားမသိဘူးနော်အတိတဲ့လူတွေရှိရင်ကျွန်တော်အောက်ကကွန်မန့်မှာတော့ဝင်ရောက်ပြောဆိုပြီးလို့ရပါတယ် အဲ့တော့ကျွန်တော်တည်တဲ့လောက်ဆိုတော့ဒီလိုမျိုး clinch ဘူးတာကဒီအမတ်နှုတ်တာမျိုးတော့ဒါဒီမကြုံခဲ့ရဘူးပေါ့နော်မတွေးခဲ့ရဘူးအဲ့တော့ဒီဒိုင်တွေကျွန်တော်ဒီနောက်ွယ်ကဒီအမတ်ပြီးနေတဲ့ဒိုင်တွေကတော့နှုတ်မလာတော့တိပေါ့နော်ဒါပွဲတွင်းကဒီဒိုင်ကတော့ဒီကျိုးဝိုင်းကဒိုင်ကတော့နှုတ်လာလို့ဒါမတွေးခဲ့ရဘူးပေါ့နော်ဒါကတော့ဒီ listening အရပြောမယ်ဆိုရင်ဒီ ကလင်းရှ်ပူတာအလဲဒါအကျုံးဝင်တယ်လို့ပြောလို့ရတယ်ပေါ့နော်တူပေမဲ့လည်းဒီပူပူတွားတဲ့ကစားဟန်တွေကပြောလို့ဆိုတော့ချစ်ရှုနေတဲ့ပရိသတ်တွေအတွက်ဒါတမျိုးဖြစ်တယ်ပေါ့နော်ဒါတိတ်ပြီးတော့ရတာမမြောက်ဘူးဒါဒီချစ်လို့လည်းမကောင်းတယ်လို့ဒါခံစားရတယ်ပေါ့နော်တော်ကြီးကန်ဟာနေကဲရောင်းသူပြီးတော့ပါပြီအဲ့တော့ ဒါကျွန်တော်ရဲ့အမြင်အရဆိုတော့ round 2မှာ Python နဲ့ Ulm စလုံးဒါကျွန်တော်အသေးစိတ်နိုင်ရှင်ကြည့်လိုက်မယ်ဆိုတော့ဒါ Super Yee Chan အနေနဲ့ဒါတာခိတွေကိုပြောင်းပြန်ထိချက်ပိုင်းပါတော့နော်။ဒါ round 1မှာတော့ကျွန်တော် suit ကိုဒါအသာပေးတယ်။ဒါပေမဲ့ကျွန်တော်ဒါ round 2မှာလေ Super Yee Chan နေတော်တော်လေးလောက်ရကန်ရတာခက်ခဲသွားတဲ့အနေအထားမျိုးနဲ့ကြုံတွေ့ခဲ့ရတယ်။ တော့မြန်မာဖိုက်တာတွေတော်တော်များများရဲ့ဒါအတာချက်တော့လက်သီးဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်ထိုင်းဖိုက်တာတွေကျွန်တော်မြန်မာဖိုက်တာတွေနဲ့ဒါဂျုံတွေ့ရတဲ့အချိန်မှာဆိုရင်တော့သူတို့အနေနဲ့ဒီကန်စီယာရှိတာကန်နဲ့ကန်ပြီးကန်ပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒီခရစ်ပြန်ပူကြလိုက်ပေါ့နော်ဒီ final round ဖြစ်ပါတယ်ဗျဒါတယောက်တစ်ချီအနိုင်တော့ရထားတယ်ပေါ့နော်နောက်ဆုံးတစ်ချီကျွန်တော်ဘယ်လိုအနေထားမျိုးရှိမလဲ ကဲကောင်းတယ်နင်းရှင်နေတာโอ้ก้าวนี่เปียจုံดีอัปเปอร์คัทดีโอ้เลคูไรฟูจ่วยท่าเด้จုံสไปเชนอ่าดีกอลกูซวยไก่ท่าลูกเปียทั้งไก่ตาเนี่ยบ้ามาลุ้ลุไม่ย่าไล่เปีย မဟုတ်တော့မလွယ်မြသာဆုတင်နေနဲ့ပြောမှတော့အာနာတွေပြအကောင်လူကောင်ကကျွန်တော်ဒီစပါရီချမ်းထက်ကိုဒါအကောင်ကလည်းជីတိရအလုံးထဲနဲ့ជីတိတယ်ပေါ့နော်။တွားပြီးတော့မှဒါခင်းစ်ပူပြီးမှစားနေတာမျိုးတွေ့ရတယ်။ဟိုးစပါရီချမ်းအာချီယုံကွာပြန်ပြီးပူလိုက်တာဆိုးတယ်ဗျာ။ ကေကန်ဟာနဲ့ရိုက်ခုတီချက်တိခနာပေါ်ကေတိခနာရဲစပိုင်ချန်နဲ့ရကောင်းတဲ့ဘက်ချက်ကိုကေကေပေါ်ဒီကွန်ဒိုရီဝင်ထားတယ်ဂျမ်ဘီပူလိုက်တယ်ဗျာချူရိုးတော့ပေါက်တယ်ဗျာအဲ့လိုကျွန်တော်လာအဲ့ ဂျူဝိုင်းအတွင်းကဒိုင်နာဆိုရင်တော့နှုတ်ပလိုက်မှာပြခဏခဏဖတ်တဲ့ဒီဖိုက်တာတွေပေါ့နော်ဒါအမက်ပစ်စီမင်းအရဆိုတော့အနှုတ်တင့်နေပြအလောက်ကြီးဖတ်နေမှာတော့ကျုပ်ပြန်ပြီးဖတ်တယ်ခင်းပြန်ချုပ်ထားတယ်ဒီအချက်တွေကြောင့်လည်းဒါကျွန်တော်ရဲ့အမြင်ကဝမ်းချမ်ပီယံရှစ်ကကုလူဒါနောက်ထပ်ပွဲစဉ်တွေဒါပွဲမတည်ပြီးတာလို့ပဲပြောမယ်ဗျဒါစူပါယူချန်နယ်လက်ရှိကျွန်တော်ဒါပြခဲ့တဲ့2024ပေါ့နော် ဒါဩဂတ်စ်လ၈လပိုင်းမှာထူးတက်ပြီးတဲ့နောက်ပိုင်းကျွန်တော်အလက်ရှိအချိန်ထိပေါ့နော်ဒီနေ့ဒီချိန်ထိတော့ပွဲကိုမရသေးဘူးပေါ့နော်အဲတော့ဂျားတိုင်းမှာဘယ်နှလလဲကျွန်တော်ကြည့်လိုက်မယ်ဆိုတော့ဒီတနေ့တော့ကြီးတော့ဝင်ပေါ့နော်ဒီဖိုက်တာပွဲပြတ်နေတာဆိုတော့ဂျုံဂျုံရရုပ်ပေါက်လိုက်တာအဲ့ဒါတော့အဲ့လိုမျိုးမလုတ်သင့်ဘူးကွာအနောက်ကနေဖက်ပြီးတော့မှကျွန်တော်ဒူးနေတိုက်နေတာဒါ face to face လို့တော်ရည်တယ်ဂျုံစပိုင်ချင်း ရှင်ထိုးမယ်ဆိုတော့မလွယ်ပြ Time Fighter နည်းနဲ့လုံးဝကိုဒါမောက်ကျသွားနိုင်ကြီးရှိတယ်ဒီချက်ကိုသူ့နည်းနဲ့ကောင်းကောင်းတိထားပုံရတယ်အိုးကြည်ပြန်ပြီးဖတ်ချင်တယ်ဖတ်ပဲဖတ်နေတယ်ဟုတ်တော့မဟုတ်ဘူးနော်ဘယ်လိုလဲဆိုတော့ဘယ်လိုလဲတန်ကြလိုက်လားမသိဘူးဟုတ်တော့မဟုတ်ဘူးလို့ပြောနေတယ်ကဲပြီးသွားပါပြီအဲ့တော့ကျွန်တော်ဒါကြည့်ရှုနေတဲ့ပုံစံတွေအားလုံး သူတို့မြင်ခဲ့ကြတဲ့အတိုင်းပဲပေါ့နော်ဒါပထမချင်မှာကျွန်တော်စူတင်ပေါ်တာပြီးထားတယ်ဒါဒုတိယချင်မှာစူပါရီချင်ကိုအတာပြီးထားတယ်ပေါ့နော်ဒါနောက်ဆုံးတစ်ချင်မှာကျွန်တော်ဒါပိတ်သက်တွေဒါခက်မှန်းလိုက်ရုံနဲ့တိနိုင်တယ်ပေါ့နော်ဒါစူပါရီချင်အနေနဲ့လုံးဝကိုဒါပြိုင်ဖက်ကိုကျွန်တော်ဒီအလဲထိုးကြလလဲထိုးဒီကြနိုင်လောက်တဲ့ဒီအနေထားမျိုးလောက်ထိဒါ PR ပြီးနိုင်ခဲ့တယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒါစူပါရီချင်နဲ့ဒီ round 3မှာဒါလုံးဝကိုကျွန်တော်တာခဲ့တယ်လို့ပြောမှာပြဒီ round 2မှာကတော့ပြောမယ်ဆိုတော့ဒါဘုဒ္ဓကို ဘယ်အတာပေးနေပြပြီးလို့ရတဲ့အနေထားရှိတယ်ဆိုပေမဲ့ဒါကျွန်တော်ခြုံပြီးကြည့်လိုက်မယ်ဆိုရင်တော့စူပါရီချမ်းကတာတယ်ပေါ့နော်ဒီတော့ကျွန်တော်ဒီ round 2နဲ့ round 3မှာကလုံးဝဒါစူပါရီချမ်းအနေနဲ့ဒါတာခဲ့တာမျိုးတွေ့ရတယ်။ Okay decision ခံယူမှာဖြစ်ပါလေဗျာကျွန်တော်ကြည့်လိုက်ရအောင်ပါတိုင်းဒီလိုမျိုးဆုံးဖြတ်ခဲ့တယ်လေပေါ့နော် ါ split decision ပေါ့နော် okay တကယ်တော့ဒါစုထင်လို့អော်သွားတာပေါ့နော်ဒါပေမဲ့ဒါ super ရေချမ်းကသူ့အနေနဲ့ဒါဘယ်လိုပြောမလဲနည်းနည်းလေးသူနိုင်မယ်လို့ယုံကြည်မှုရှိထားတယ်ဗျတကယ်လေဒီပွဲမှာဒါ super ရေချမ်းအနေနဲ့ဒါအနိုင်ရခဲ့တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့ပရိသတ်တွေထဲမှာပေါ့နော်ဒါကျွန်တော်ဒီ high fighter နဲ့ super ရေချမ်းကိုပတ်သက်ခဲ့တဲ့ပွဲစဉ်ကျွန်တော်တုံးချီစရုံးချလိုက်မယ်ဆိုတော့ ဒါပဲအခြေအနေမှာစပါရီချမ်းနေနဲ့ဒါတာခင့်တယ်လေပေါ့နော်အဲ့တော့ဒါကျွန်တော်လိုပဲဒီ round 2နဲ့ round 3မှာတာခင့်တာလာပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်အောက်က comment မှာလည်းဒါဝင်အောင်ဆွေးနွေးတော့ပြီးဖို့ဒီကနေ့အားလုံးကို pick ကိုချင်တယ်ပေါ့နော်တို့ရဲ့အမြင်မှာပေါ့နော်ပြောမယ်ဆိုရင်ဒီအနေငယ်မသိမသားလေးနဲ့ဒါဒီအနိုင်ပုံစံမျိုးနဲ့တိုးတက်သွားနိုင်ခဲ့တဲ့အတွက်ကြောင့်မို့ဘယ်လိုပဲဖြစ်ပြောဒါ time fighter လို့ပဲဒါနိုင်ပြီးလိုက်တယ်ဒါမြန်မာ fighter လို့တော့ဒါနိုင်တင့်ရဲ့တန်းနဲ့ကျွန်တော်ဒါအရှုံးပြီးလိုက်တယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒါ ဒုံးစံအတိုင်းဖြစ်နေတဲ့အရာဆိုတော့ဒါပြည်သက်တွေအားလုံးကလည်းဒါသိရှိကြမယ်လို့ပြောကြည့်တယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်နောက်လာမယ့်နေ့ရက်ဒီမှာလေဒီတိတ်မကြခင်ပေါ့နော်ဒါနောက်ထပ်ဒီတပတ်ဒါမှမဟုတ်လေဒီမေလဒါအတွင်းမှာပဲဒီမြန်မာဖိုက်တာတွေဒါအနည်းဆုံးကျွန်တော်၃ဦးလောက်ရှိမယ်ထင်တယ်ဗျ။ဒါတို့အနေနဲ့ဒါပွဲရှင်ပြန်ထူးတက်သွားရဖို့ရှိတယ်။တို့ဒါဒီမြန်မာဖိုက်တာတွေအနေနဲ့ one championship တော့ပွဲမရှိတဲ့ထုတ်တက်ခင်မှာဆိုရင်ကျွန်တော်အနေနဲ့ဒါသူတို့ရဲ့ဒါ one မှာရှိမဲ့ထုတ်တက်သွားခဲ့တဲ့ပွဲစဉ်လေးကိုလည်းဒါပြန်လဲတင်ဆက်ပေးဖို့ရှိတယ်ပေါ့နော်ဒီလိုကြောင့်မို့ဒါဆောင်မယ်ကြည့်ရှု အပိဘူဒီကနေ့အားလုံးကိုဖိတ်ခွင့်ချင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ